ားလုံးပဲမင်္ဂလာပါ eFootball Player IG ရဲ့ Facebook page YouTube နဲ့ TikTok ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ဗျ။ကျွန်တော်ဒီဒီဘက် server maintenance အပြီးမှာကျွန်တော် pack တစ်ခုအစ်စ်ပါဝင်လာတယ်အဲ့တော့ကျွန်တော်အဲ့ pack ကတော့ AC Milan pack ပေါ့အဲ့ AC Milan pack မှာပါဝင်လာတဲ့နီးပြတ်တယောက်ဖြစ်တဲ့နီးပြတ် Allegri ကျွန်တော်အင်ဂျင်မှာစောကြည့်ရတဲ့ချိန်နေဘလို့ရှိလဲပေါ့အဲ့တော့ကျွန်တော်အားနေချာအားသာချက်လေးတွေကိုကျွန်တော်ဒီဗီဒီယိုမှာပဲကျွန်တော်စောကြည့်ထားတဲ့အင်ဂျင်ဗီဒီယိုတွေနဲ့အတူ တင်ဆက်ပေးတော့မှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့လိုက်ပြီးတော့ကြည့်ရှုအပေးကြပါအောင်ဗျာကျွန်တော်တို့ကြိုပြောချင်တာကတော့နီးပြအလီဂရီဆိုလို့ရှိရင်ကျွန်တော်တို့အခုအဲကျွန်တော်သုံးတဲ့ formation ကျွန်တော်သုံးတဲ့ကစားသမားတွေနဲ့အခုကြည့်နေတဲ့ player ညီကိုတွေသုံးမဲ့ formation သုံးပြမဲ့ကစားသမားတွေတယောက်နဲ့တယောက်အာမတူကြတာပို့ပြီးတော့များပါတယ်အဲ့တော့အာကျွန်တော်ဒီနီးပြနဲ့စော့ကြည့်ရသလောက်ကျွန်တော်အင်ငိမ့်ချီနေရကျွန်တော်တွေးကြုံခဲ့တဲ့အတွေ့အကြုံလေးတွေရအာကျွန်တော်လေးလာလို့ရသလောက် အကြောင်းအရာလေးတွေကိုပဲကျွန်တော်ပြောပြပေးသွားမှာဖြစ်ပါတယ်အဲ့တော့တယောက်နဲ့တယောက်ကစားပုံမတူတာဖြစ်တဲ့အတွက်သဘောထားကွဲလွဲမှုတချို့တချို့လေးတွေတော့ရှိနေနိုင်ပါတယ်အဲ့တော့ကျွန်တော်ဒီဗီဒီယိုလေးကိုဆက်လိုက်အောင်ဗျာ ကျွန်တော်နီးပြရဲ့ library နဲ့ကိုအဲကျွန်တော်နှစ်ရက်လောက်တော့အချိန်ပေးပြီးတော့ search ထားတယ်ကျွန်တော် manager ဆိုလို့ရှိရင်တော့အဲကျွန်တော်ဝယ်စောင်းဝယ်စောင်းနဲ့နီးပြရောက်ရည်တွက်ကတော့32ရောက်လောက်ထိတော့ရှိလာပြီအဲ့တော့ကျွန်တော် game plan တော့อืมကျွန်တော်41 32ဆိုတဲ့ formation နဲ့ကျွန်တော်ဆော့ကြည့်ထားတယ်အဲ့တော့ Nibia Allegria ဆိုလို့ရှိရင်ကျွန်တော် long ball counter 89 long ball 89ပေါ့အဲ့ဒီတော့ကကျွန်တော်တို့ offensive awareness plus 1 ball control plus 1ပေါ့ သူရဲ့ link up play အနေနဲ့ပါဝင်လာတာတော့ကျွန်တော် LMF ဒါမှမဟုတ်လဲ RMF ကတော့ um cross specialist ပေါ့အဲတိုက်စစ် player နေရာမှာတော့ကျွန်တော် advanced striker တို့မတော်မတုံးရဘူးကျွန်တော် pusher ပေါ့ position အနေနဲ့က pusher ကိုတုံးရမယ် pusher ရဲ့သဘောဆိုပါတော့ player ညီကိုရအားလုံးသိကြတဲ့အတိုင်းပဲကောင်းတိုင်းမှာတော့တကယ်လုံးဝဆရာတပါးပါပဲအဲ့တော့အဲသူရဲ့ link up player တော့ LMF RMF ကို cross specialist ဖြစ်ရမယ်တိုက်စစ်ကစားသမားကတော့ pusher ဖြစ်ရမယ်ပေါ့ အန်လီဂရီရဲ့ link up play ကတော့ကျွန်တော်တောင်မန်တိုက်စစ်အာတန်ဆော့ရမယ် plane style မျိုးလည်းဖြစ်တယ်ကျွန်တော်တောင်မန်နေပြီးတော့ cross specialist ဆိုတော့ cross ball တင်မိမယ်တိုက်စစ်ကတော့ pusher ပေါ့ pusher တော့ကျွန်တော်အခုနကပြောသလိုပဲအာကောင်းတိုက်ဆုံးသက်ပိုင်းနေကောင်းတဲ့ player တယောက်ဆိုရင်တော့ကျွန်တော်ဂိုးရဖို့အတွက်တော်တော်လေးကိုတည်ကြနိုင်ပါတယ်ဒါပေမဲ့အခုခေတ်နောက်ပိုင်းကျွန်တော်တို့ဆော့လာကြတဲ့နောက်တန်းကစားသမားတွေမှလည်းဒါခေါင်းနဲ့အဖြတ်ပေါ် တော်တော်ကောင်းလာတဲ့ player တွေတော့ရှိရဲအဲ့တော့ကိုယ့်ရဲ့တိုက်စစ် player ကတော့ခေါင်းတိုက်တော်တော်လေးကိုတီးကြတယ် finishing မိုင်းကောင်းတဲ့ player မျိုးတွေနဲ့ဆိုရင်တော့ကျွန်တော်တို့ခေါင်းတိုက်ကိုလေးတွေတော်တော်များများလဲရနိုင်တာဖြစ်ပါတယ်အဲ့တော့အဲ link up play ban ကတော့ကိုင်းလင်ကစားသမားတွေနဲ့ချိန်ထားတာမဟုတ်ဘဲနဲ့တောင်မန်တိုက်စစ်ဆိုတော့အစိုးပါဘူးအဲတိုက်စစ်နေရာမှာတော့ advanced striker မဟုတ်ဘဲနဲ့ဆိုတော့ဖူရှာနဲ့တွဲထားတယ်ဆိုတော့အမ်ပို့ပြီးတော့အဆင်ပြေတယ် အဲ့တော့ကျွန်တော် link up play ဆော့မယ်ဆိုရင်တော့ကျွန်တော်အရှိမပြောခဲ့သလိုပဲတောင်ပန်းတော့ cross specialist ဖြစ်ရမယ်လက်စနေရမှာကတော့ကျွန်တော်တို့ဖိုးရှားပေါ့အဲအဲ့တော့ link up play နဲ့ဆော့မယ်ဆိုရင်တော့ဒီလောက်ပါပဲကျွန်တော်ဒီနီးပြ allegory နဲ့အာ link up play ကိုမသုံးမင်းနဲ့ကျွန်တော်ဆော့ခြင်းနဲ့ formation နဲ့ပေါ့ကျွန်တော်စိတ်ကြိုက်လဲဆော့ကြည့်ထားတယ်အဲ့တော့ကျွန်တော်ဆော့တဲ့ formation ကတော့အမ်ကျွန်တော် စီစဉ်နှစ်ခုသုံးခုလောက်တော့ရှိပြီဒီ formation နဲ့ပဲဆော့နေရလဲဖြစ်တယ်ကျွန်တော်433ပေါ့အာအဲ့တော့ကျွန်တော်ဒီ formation နဲ့နီးပြ allegory ကိုဆော့ကြည့်တဲ့အချိန်တွေတခုမှဘလို့ရှိမနေပေါ့အဲ့တော့ဆက်လိုက်အောင်နီးပြ allegory နဲ့ကျွန်တော်တို့ဆော့ကြည့်ရတဲ့လောက်အချိန်တွေမှာအဲကျွန်တော်လောင်းမောက်ကောင်တာနီးပြတယောက်ဖြစ်တဲ့အတွက် နောက်တန်းကစားပုံလေးတွေကတော့မစိုးဘူးအဆင်ပြေတယ်အာဒီမှာဆိုလို့ရှိရင်ကျွန်တော်နောက်တန်း၄ရောက်ကတော့ဘာမှတော့တိတ်ပြဿနာမရှိဘူးအဓိကတော့ကျွန်တော်ကွင်းလင်ပိုင်းလေးမှာအာအနေငယ်လေးတော့စကားပြောတယ်အဲ့ဒါဘာလဲလို့ဆိုလို့ရှိရင်ကျွန်တော် DMF ဘိုင်းပေါ့ DMF ဘိုင်းမှာဆိုလို့ရှိရင်ကျွန်တော်တို့ player တော်တော်များများကျွန်တော် anchorman ကိုတုံးကြတာများတယ်ဒါပေမဲ့ destroyer တုံးတဲ့ player တွေလည်းရှိတယ် orchestrator player သုံးတဲ့လူတွေလည်းရှိတယ်ကျွန်တော်ရှေ့မှာပြောခဲ့သလိုပဲတယောက်နဲ့တယောက်ကတော့အသုံးပြုတဲ့ player ချင်းလည်းမတူဒါပေမဲ့တော်တော်များတော့ Angerman ကိုသုံးတယ် Angerman ကိုသုံးပြီဆိုရင်လည်းတချို့ကျတော့လည်းကို့နောက်တန်းကိုထပ်ပြီးတော့ save ဖြစ်အောင်ပေါ့ individual inspiration နဲ့မှာကျွန်တော်အဲ DMF player အင်ကာမောထပ်ပြီးတော့ deep line ချပြီးတော့တုံတယ်။ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့တစ်ဖက်ကတိုက်စစ်ဆင်လာပြီဆိုရင်တော့နောက်တန်းမှာအဲ၄ယောက်ကနေ၅ယောက်အနေထားမျိုးဖြစ်တယ်ပေါ့ဗျာ။အကြိမ်နောက်တန်း၃ယောက်ထားဆော့ရဲဆိုလဲ၄ယောက်အနေထားမျိုးဖြစ်တယ်ပေါ့။အဲ့တော့ အာဒီ allegory မှာဆိုလို့ရှိရင်ကျွန်တော်တို့ DMF ကတော့ဒီ drop ဖြစ်တယ်အဲပြောရမယ်ဆိုရင်တော့ကျွန်တော် individual inspiration မှာကျွန်တော် anchor man တုံးထားတယ်ဆိုလို့ရှိရင် deep line ချစရာမလိုဘူးသူ့အလိုလိုသူအလေမှာလွတ်နေမလားဒါမှမဟုတ်လေကြည်ပြီးတော့သူအချီနေကြည်ပြီးနောက်တန်း9ရောက်သဘောမျိုး shape ပုံစံပြောင်းသွားအောင်လို့ဆိုရယ်အဲ့ဒီလိုပဲကျွန်တော်တို့ဒါ AMF အဲ player တွေ hopefully ဖြစ်မယ်ဆိုရင်ကျွန်တော်တို့ဒါညာဘက်ဘက်ထားဆော့ဆော့ဘက်ဘက်ထားဆော့ဆော့သူ့ရဲ့တောင်းပန် တဖက်ကတောင်မန်တိုက်စစ်ဆင်းတဲ့ player တွေဆိုရင်တော့လိုက်ပြီးတော့ auto လေးအဲလိုက်ပြီးကက်ပြီးဆော့ပြီးရလေးကိုတွေ့ရတယ်အဲ့တော့အမ်ကျွန်တော်တို့ပြောရမယ်ဆိုလို့ရှင်ဒီနီးပြ LV ရဲ့နောက်တန်းကစားပုံတွေကတော့မဆိုးဘူးပဲပြောရမယ်အနေထားမျိုးမှာ ရှိပါတယ်နီးပြ LV ကိုစော့ကြည့်ရတဲ့လောက်ကျွန်တော်တို့အမ်အားသာချက်ကို ပြောပါဆိုလို့ရှင်တော့နောက်တန်းကစားပုံ defensive ဘိုင်းကြီးကတော့ဘာမှတအားကြီးပြောစရာတော့မလိုဘူးကို့နောက်တန်းထိန်းထိန်းသိမ်းသိမ်းစော့နိုင်တဲ့လောက် အာကောင်းမယ်ပေါ့ဗျာနောက်တစ်ခုကတော့ကျွန်တော်တို့ဒါကွင်းလင်ကစားသမား DMF တီကတော့တော်တော်ထိန်းထိန်းလေးစော့ပြီးတယ်အဲ့တော့ကျွန်တော်တို့ဒါဒီမှာဆိုလို့ရှိရင်ကျွန်တော် formation ကတော့ကျွန်တော်အမြဲတမ်းဆော့နေကြပေါ့4 3 1 2ရော4 2 2 2ရော4 2 1 3ရောဒါမျိုးတွေကတော့ဆော့တယ်ဒါမျိုးတောင်းမဲတိုက်ဆက် အားသင့်ကစားသမားတွေအတွက်ကတော့နီးပြအလီရီတဲ့အစီအပြေတဲ့ကျွန်တော်တို့ကြတော့အဲတောင်ပန်းနေတိုက်စစ်ဆင်ရတဲ့အချိန်မှာကျွန်တော်တအားကြီးရဲ့အားသင့်နေနေထားမြင်ပါတယ်မရှိပြီးတော့ကျွန်တော်မစော့ပြစ်တာလည်းပို့ပြီးတော့များတယ်ဒါပေမဲ့စော့နိုင်ရင်တော့နီးပြအလီရီကတော်တော်လေးအစီအပြေတယ်အဲ့တော့အဲကျွန်တော်ဒီမှာနောက်တဲ့ formation လေးတစ်ခုတော့ပုံဖော်လို့ကောင်းတယ်အဲ့ဒါဗာလဲလို့ဆိုလို့ရှင်ကျွန်တော်နောက်တဲ့3 back ဆော့ခြင်းတဲ့ player တွေအတွက်ကတော့အမ် ကွင်းလင်ကစားသမား DMF ကထိန်းဆော့ပြီးတာဖြစ်တဲ့အတွက်နောက်တန်းလေးလည်းမဆိုးအဆင်ပြေတယ်။တိုက်စစ်လေးလည်းကျွန်တော်တို့အားပို့ပြီးတော့ကောင်းသွားမယ်ပေါ့ဗျာ။အဲ့တော့သူ့ရဲ့အားသားချက်ကိုပြောပါဆိုရင်တော့ဒီကွင်းလင်ဘိုင်းလေးတွေမဆိုးကွင်းလင်မှာတော့ကျွန်တော်တို့ခုနပြောသလိုပဲအာ အင်ကမန်တုံးထားပြီဆိုရင်တော့ကျွန်တော်ဒါ box to box တုံးမယ်ဒါမှမဟုတ်လဲ orchestrator player ကိုတုံးမယ်ကျွန်တော်အနေနဲ့ကျွန်တော်တူတူတဲ့အမြင်ကိုပြောပါဆိုရင်တော့အဲကိုယ်လည်းမှာအင်ကမန်နဲ့ box to box တွဲလိုက်မယ်ဆိုရင်တော့ပို့ပြီးတော့အစင်ပြေလိမ့်မယ်မဖြစ်လို့လဲဆိုအတက်အစင်ကောင်းကောင်းနဲ့ကွင်းလေးရလဲဆင်းပြီးတော့ကုမယ် AMF တ LMF တ RMF တလည်းလိုအပ်ရင်တော့လေကုပါတယ်အဲချင်းနိုင်ရင်တော့ကိုယ်လည်းမှာ bounce to bounce ဆိုရင်တော့ပို့ပြီးတော့အဆင်ပြေတယ်ကျွန်တော်စော့ကြည့်ရတလောက်ပေါ့ဗျာနီးပြအယ်လီဂရီရဲ့အားတချက်တချို့ကျွန်တော်တို့ပြောကြည့်ပြီးပြီဆိုလို့ရှိရင်နီးပြအယ်လီဂရီရဲ့ကျွန်တော်အားနေချက်ကဘာလေးညားဖြစ်မလဲပေါ့အဲလောင်းမောကောင်တာနီးပြတယောက်ဖြစ်တဲ့အတွက်ကတော့နောက်တန်းကတော့အားလုံးစိတ်ချရတယ်ဆိုပေမဲ့ကျွန်တော်တို့ quick person လေးတွေပေါ့ကျွန်တော် player တွေအကုန်လုံးလောင်းမောကောင်တာရဲ့သဘောတဘာဝအရာပေါ့ဗျာကျွန်တော်တို့တိုက်စစ်ပြန်ဆဖို့အတွက်တယောက်နဲ့တယောက် one dash pass လေးတွေအမြန်ပြီးပြီးတော့တိုက်စစ်ကိုဘောလုံးထွက်မယ် အဲအဲ့လိုမျိုး long pass တွေပေးပြီးတော့ player တွေအုံလိုက်ကျင်းလိုက်တက်ပြီးတော့တိုက်မယ်အဲ့လိုအနေထားမျိုးလေးတွေမှာတော့အဲနည်းနည်းလေးတော့အားနည်းချက်လေးရှိရယ်ဒါပေမဲ့အဘလို့ပြောမလဲ long ball counter ကို long ball counter လို့ဆော့တဲ့ player တွေအတွက်ပေါ့အဲ့ဒါကျွန်တော်တို့ဘလို့ပြောရမလဲဆိုရင်ကျွန်တော်တို့နည်းနည်းလေး long ball counter playing style မှာစိတ်ကြိုက်ဖြစ်ခဲ့တဲ့နီးပြနှိမ့်ရောက်လို့ပြောလို့ရအောင်ကျွန်တော် insagi ဆိုလို့ရှိရင်ကျွန်တော်နောက်တန်းမှာ ရှယ်ပိတ်မယ်အဲ့လိုပဲရောဘတ်တိုမာတီနက်ဆိုရင်လည်းပေါ်တူဂီနီပြပါကျွန်တော်နောက်တန်းမှာရှယ်ပိတ်မယ်ဒါပေမဲ့တိုက်စစ်ကိုပြန်ပြီးတော့ထွက်တော်မယ်ဆိုလို့ရှိရင်ပလီယာရီရဲ့အာအားဆိုင်ပြီးတော့နေရာယူပုံလေးတွေမိုက်တယ်တိုက်စစ်မှာဆိုရင်လည်းအင်ဇန်ဂီရိုမာတီနက်စ်တို့ဆိုရင်လည်းလိုအပ်ရင်လိုအပ်တဲ့လောက်အဲ့လိုမျိုးတိုက်တယ်ပိတ်မယ်ဆိုရင်လည်းပိတ်မယ်ဝမ်ဒက်ပတ်စပီးလို့ကောင်းတဲ့နီးပြတွေပေါ့အဲ့လိုမျိုးမဟုတ်ဘူးကျွန်တော်တို့ငိုတွေကဘောလုံးကင်တာလဲကောင်းတဲ့အဲကစားသမားတွေအတွက်ဆိုရင်တော့ အဲဘယ်လိုပြောရမလဲနီးပြအလီဂရီကနည်းနည်းပါးပါဘောလုံးလေးတွေပတ်စင်လေးပေးပြီးတော့ကောင်တာထွက်မယ်ဘောလုံးလေးကင်ဆော့မယ်ဆိုရင်တော့တော်တော်လေးမိုက်တယ်နီးပြတယောက်ဖြစ်တယ်ဒါကတော့အားနေချက်တော့မဟုတ်ဘူးဗျာဘောလုံးကင်တဲ့တဲ့ player တွေအတွက်ကတော့အားတကြပေါ့ကျွန်တော်တို့လိုမျိုးကျွန်တော်လည်းတော်တော်များများခါလီကြရင် division မှာအဲ့လိုမျိုးဆော့ပြတာများတယ်ကျွန်တော်ကတော့ပြောရရင်စိတ်မရှိတတ်တဲ့လူမျိုးတွေမှာပါတယ်ကျွန်တော်ကတော့ one touch pass ပဲဗျာ pass ကိုတိကျအောင်လို့ပေးဖို့တော့လိုတယ်1 touch pass ဆိုပြီးကျွန်တော်ဖြစ်တယ်လို့ကြီးတော့ပေးလိုက်လို့မရဘူးကျွန်တော် အဲ့တော့ကတော့ပွဲတော်တော်များများလေးလဲဆော့ရတယ်။ဒေကသားသမားကဘယ်နေရာမှာအာတန်လဲဆိုတာလေကျွန်တော်တော်တော်များများလေးလာပြီးပြီဆိုရင်တော့ဒီဂျန်ဂီရိုရောဘက်တိုမာတီနက်စ်တိုဆိုရင်တော့ကိုယ်ကစားသမားတွေဘယ်လိုအလုပ်လုပ်လဲဆိုတော့နားလဲပြီဆိုရင်ကျွန်တော်ဝမ်တက်ချ်ပတ်စ်ကောင်းကောင်းနဲ့ဂိုးရဖို့အတွက်ကပို့ပြီးတော့ဖြစ်နိုင်တယ်ဘုံနိုင်မွဲလဲတော်တော်လေးလဲများပါတယ်။အဲ့လိုမဟုတ်ဘူးနင်ပြအလီဂရီကတော့ကျွန်တော်အရင်တုန်းကနေဘောလုံးလဲကင်ဆောတက်တဲ့ပလီယာရီလဲဖြစ်တယ်ဆိုရင်တော့နင်ပြအလီဂရီက အဆင်ပြေပါတယ်ပြီးသွားရင်တော့ကျွန်တော်အရှိမပြောခဲ့သလိုပဲတောင်ပန်တိုက်စစ်ကနေပို့ပြီးတော့ဆော့နိုင်နေပုံမိုင်းနေနေပြဖြစ်လေပဲကြောက်ရမယ်ပေါ့ဗျာလောင်မောက်ကောင်တာနီးပြတွေထဲမှာကျွန်တော်တို့အခုလူတွေတော်တော်များများရွေးပြီးစောကြတဲ့နီးပြတွေကိုပဲကျွန်တော်ပြောပါဆိုရင်တော့ဒါကာဘယ်လိုရှိမင်းကျွန်မာဒီနက်ရှိမင်းအင်ဇဂီရှိမင်းကျွန်တော်တို့အခုဒါ LV ပေါ့ဒီနီးပြ၄ယောက်မှာဆိုလို့ရှိရင်အဲ clean style ကတော့တူတယ်လို့ဆိုရင်တယောက်နဲ့တယောက်သုံးတဲ့ပုံစံနေချင်းတော့မတူဘူးဒါပေမဲ့ကျွန်တော်တို့ division ကန်တဲ့အချိန်တို့အဲကျွန်တော်ကွိုင်ပွဲလေးတွေကန်ရတဲ့အချိန်မှာတော်တော်များများ long ball counter ဆိုရင်တွေ့ရတဲ့နီးပြားကိုပြောပါဆိုရင်ကျွန်တော်ဒါ Cavello တော့အတွေ့များတယ်ဒါပေမဲ့ Roberto Martinez ကိုလည်းစော့နေတယ်ဒါပေမဲ့ Cardley ကြရင်လည်း Insigne ကိုစော့ကြတဲ့ player တွေလည်းရှိရဲ့အဲဒီမှာမှာကျွန်တော်တို့ရွေးချယ်စရာနောက်တစ်ခုကတော့ Allegri ပေါ့ Allegri ကတော့အဲကျွန်တော်ရှေ့မှာပြောခဲ့သလိုပဲကျွန်တော်လိုမျိုးစိတ်မရှည်တတ်တဲ့ player တွေတော့ one touch pass နဲ့ ပဲတွားကျင်တဲ့ player တွေအတွက်ကတော့အရင်အဆင်ပြေနိုင်တဲ့အနေအထားတစ်ခုမှတော့မရှိဘူးဘောလုံးနည်းနည်းပပလေးကင်ပြီးတော့ဆော့မယ်ပတ်စင်လေးတွေပေးမယ်တောင်မန်တိုက်စစ်ဆင်နိုင်တဲ့ player တွေအတွက်ကတော့ရွေးချယ်စရာနည်းပြတဲ့တယောက်ဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့လိုမျိုး one touch pass ပဲရတယ်ကျွန်တော်ကတော့ဘောလုံးလည်းပေးတာတိကျတယ်အဲတိုက်စစ်ကိုအဲ့လိုမျိုးလေးပဲတွားကျင်နေဆိုရင်တော့ကျွန်တော်တို့ဒါ Roberto Martinez နဲ့ Insagi ကတော့စိုးပါဘူးကောင်းပါတယ်ဒီလိုပဲ ကာဘယ်လိုဆိုလို့ရှိရင်လည်းအတက်နိုင်ဆုံးနည်းနည်းပပလေးဘောလုံးကင်ဆော့နိုင်မယ်ဆိုရင်လည်းကာဘယ်လိုလည်းမစိုးပါဘူးတော်တော်လေးကိုအဆင်ပြေပါတယ်အဲ့တော့အမ်ရွေးချယ်ဖို့အတွက်ကတော့ကျွန်တော်အရှိမပြောခဲ့သလိုပဲညီကိုတွေကဘယ်လိုမျိုးပုံစံအောင်ဆော့ရတာကြိုက်တယ်အဲ့ဒါလေးကိုကြည့်ပြီးတော့ ကျွေးချိန်ပါပဲ။နီးပြအလီဂရီနဲ့ပတ်သက်ပြီးတော့ကျွန်တော်ပြောချင်တဲ့အကြောင်းအရာတွေကတော့ဒီလောက်ပါပဲ။ကျွန်တော်အရှိမပြောခဲ့သလိုပဲကျွန်တော်သုံးတဲ့ formation နဲ့ကျွန်တော်သုံးတဲ့ကစားသမားတွေတယောက်နဲ့တယောက်မတူကြတာပို့ပြီးတော့များပါတယ်။နီးပြသာတူနေတယ် playing style တူနေတယ်လို့ဆိုပေမဲ့အဲ့တော့တုံးနဲ့တူနဲ့တူကတော့ကျွန်တော်ဒါသဘောထားကွဲလဲမှုချို့လေးတော့ရှိနေနိုင်ပါတယ်အဲ့တော့ကျွန်တော်ဒီဗီဒီယိုကတော့ကျွန်တော်ရဲ့စိတ်ကြိုက်ကျွန်တော်စော့ကြည့်ရသလောက်ကျွန်တော်တွေးကြုံရသလောက် အတွေ့အကြုံလေးတွေပဲကျွန်တော်ပြောပြပေးခြင်းဖြစ်ပါတယ်အဲ့တော့ကျွန်တော်ရဲ့ဗီဒီယိုအဆုံးထိကြည့်ရှုအားပေးကြတဲ့ပလီယန်ညီကိုတယောက်စီတိုင်းကိုကျေးဇူးတင်ပါတယ်ဗျာ